တဲ့အတွက်ဘုသူတ1မြန်မာနိုင်ငံမှာပထမဆုံးဒေါက်တာဘွဲဆက်ကက်ကျဲခင်ရသောဆရာတော်ကြီးမှာကျေးဇူးတော်ရှင်လယ်လီဆရာတော်ဖျားဖြစ်ပါတယ်2ရန်ကုန်တက္ကသိုလ်အား1920ခုနှစ်ဒီဇင်ဘာလတရနေ့မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်3တင်းကျပ်အခါမှာမန္တမြာဆောက်ပြီးရေကစားခြင်းဟာဗကက်ခေနာတီယာပတိမင်းလက်ထက်မှာစတင်ခဲ့တာပါ4ရန်ကုန်ကောလိပ်မှာပထမဆုံးသိပ္ပံပွဲရရှိခဲ့တယ်မှာ W Martin ဖြစ်ပါတယ်5 ကျင်းပသတင်းစာကို1959ခုနှစ်ဧပြီလ10ရက်နေ့မှာစတင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်6ရန်ကုန်မြို့အားလောင်မေတရားကြီးက1955ခုနှစ်မေလ2ရက်နေ့မှာစတင်တည်ထောင်ခဲ့ပါတယ်ခုနှစ်မြမအခေယာနဲ့ကျင်းနဲ့ရိုင်းဒီတွေကိုရောင်မင်းကြီးဥဖုလိုင်က စတင်တည်ထောင်ခဲ့ပါတယ်7မြမနိုင်ငံတွင်စေရသောစပားကိုနော်ယထာမင်းလက်ထက်က60ခန်းမှာစတင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်9မြမနိုင်ငံအတွင်းကိုဝင်ရောက်လာခဲ့တဲ့ နောက်နိုင်ငံများမှနယ်ချဲ့တွေကိုပထမဆုံးခြေမုံးခဲ့သူမှာအနောက်ဘက်လူမင်းဖြစ်ပါတယ်30တကောတက္ကသိုလ်ကို1993ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါ7ဒီမနက်ကအတွင်းကိုပထမဆုံးရရှိလာခဲ့တဲ့ဥရောပတိုက်သားတွေမှာအီတလီလူမျိုးဘင်းနဲ့မျိုးသားနီကိုတီကွန်ဒီဖြစ်ပါတယ်။စနစ်မြမပထမဆုံးလွတ်တော်ဟာတက္ကရ993ခုနှစ်ဇေယသင်္ခမင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့တာပါ။၁၃ ဇူးလေးစီရီကိုတာရနာတော်နှစ်235ခုနှစ်မှာတည်ခဲ့တာပါ။ဆလေးမြန်မာနိုင်ငံမှာပါဠိပထမပြန်စောင်းပွဲကို1885ခုနှစ်ဇွန်လ17ရက်နေ့မှာစတင်ကျင်းပခဲ့တာဖြစ်ပါတယ်။၅၅မြမပရမအစောတူနာပြုတင်တန်းအကြောင်းကိုရန်ကုန်တက္ကသိုလ်ကြီးတွင်1889ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့တာပါ။၆မြမနိုင်ငံတွင်ရုပ်ရှင်အကယ်ဒမီဆွေးစင်စုကို1952ခုနှစ်တွင်စတင်ချိန်မြှင့်ခဲ့တာဖြစ်ပါတယ်။၁၉ လေမြန်စီးပြီးရိုက်ကူးတဲ့ညီမပထမဆုံးရုပ်ရှင်မှာလူစန်းကောင်းဖြစ်ပါတယ်။ဆက်ရှိညီမပထမဆုံးအတန်လွှင့်ဆက်ရေဒီယိုပလေးယာမှာဆရာစော်ကြီးရဲ့စိတ်နှလုံးဇလံဖြစ်ပါတယ်။ဆက်ကူညီမပထမဆုံးမိချစ်ဆက်ရကိုဒုတိယကဘာစင်မရှိမေကတော်တင်းမြွနဲ့ခနာတော်ကြီးရောမှာတည်ထောင်ခဲ့တာပါ။20ညီမပထမဆုံးမြို့တော်မှာအနော်ရထမင်း1044အေဒီကတည်ထောင်ခဲ့တဲ့ပကံမျိုးဖြစ်ပါတယ်။27ညီမပထမဆုံးရကန်းအကြောင်းမှာ အမရပူရမစောင်းတက်ရကန်းချောင်းဖြစ်ပါတယ်၂၂မာရီချက်မန်နာမကြာကလေးများချောင်းရဲ့ပထမဆုံးကျောင်းသားမှာဟင်းစရာမျိုးမှာ90တားလေးမမဘူဖြစ်ပါတယ်၂၃ဆန်ရီယာကိုမြန်မာတန်စင်နဲ့ပထမဆုံးတီးခတ်သူမှာဆရာညွန့်ဖြစ်ပြီး1930ပြည့်နှစ်မှာစတင်တီးခတ်ခဲ့တယ်၂၄၄ဆရာကြီးပီမိုနီရဲ့ပထမဆုံးဝတ်ထုမှာ BA မမတင်နဲ့ကကြည်တဲ့မယ်မြင့်ဖြစ်ပြီး1935ခုနှစ်မှာဧပြီလစတင်ထုတ်ဝေခဲ့ပါတယ် 25အမည်တလုံးနဲ့ပါဝင်တဲ့ပထမဆုံးညမရုပ်ရှင်မှာ1948ခုနှစ်တွင် စေဘမာဖလယ်မရိုက်ကူးတဲ့အားဖြစ်ပါတယ်26ဓမ္မနိုင်ငံတွင်လက်ဝဲပုံစံယူခြင်းစနစ်ကို1900ပြည့်နှစ်မှာစတင်အသုံးပြုခဲ့ပါတယ်29ပထမဆုံးညမရုပ်ရှင်မင်းသားမှာဦးညီပုဖြစ်ပြီးပထမဆုံးရုပ်ရှင်မင်းသမီးမှာမအေးချီဖြစ်ပါတယ်28ပထမဆုံးမြန်မာစံညွှန်းမှာဖီလစ်မွန်နေပြီမွန်နေဖြစ်ပြီးပထမဆုံးမြန်မာဒါရိုက်တာမှာ ဥတုကြီးဖြစ်ပါတယ်29မင်္ဂလာတော်အပြည့်ပြည့်ဆိုင်ရာလေစိတ်ကို1950ခုဇန်နဝါရီလ10ရက်နေ့ကသမရဒေါက်တာဘာဦးကဖွင့်လှစ်ခဲ့တာပါ30ပထမဆုံးကာတွန်းရုပ်ရှင်မှာစက်တောင်ကွာ1934ဖြစ်ပါတယ်31ပထမဆုံးနိုင်ငံခြားတွေရိုက်ကူးတဲ့မြမရုပ်ရှင်မှာဂျပန်ရင်သွေး1936ဂျပန်နိုင်ငံမှာရိုက်ကူးတာဖြစ်ပါတယ်32ပထမဆုံးနှစ်ကိုယ်ခွဲတရုတ်ဆောင်မှာဥပတ်တဲ့ ခက်ခဲမှာပုံတော့1920ဖြစ်ပါတယ်33မြမပထမဆုံးရောရှင်ရောတီထောင်သူမှာဆရာဦးထင်ဖြစ်ပါတယ်34မြမပထမဆုံးအကယ်ဒမီရမင်းသားမှာဦးကျော်ဝင်းချစ်သက်ဝေစကား1945ဖြစ်ပြီးအကယ်ဒမီရမင်းသမီးမှာဒေါ်ကြည်ကြီးထင်ချစ်သက်ဝေဖြစ်ပါတယ်35ပထမဆုံးမြမတာဆန်ကားပါရကုံမြိုင်ဒါရိုက်တာဆရာမြင့်ဖြစ်ပါတယ်36မြန်မာနိုင်ငံမှာပထမဆုံးကင်မရာဝူးမန်းမှာ ထောက်ခဲ့ခြင်းဖြစ်ပါတယ်39ပထမဆုံးရုပ်ရှင်ဟာသာတရုပ်ဆောင်မှာဗောဆန်ကြီးဖြစ်ပါတယ်38မြမပထမဆုံး DVD ဇာတ်ကားမှာဒိုက်တာမီးပွားရိုက်တဲ့အချစ်အီတကူများဖြစ်ပါတယ်39မင်း30တိုင်းမိဖုရားမြောက်ခင်ရသူမှာမိဖုရားဖွားစောဖြစ်ပါတယ်40မင်း50တိုင်းမိဖုရားမြောက်ခင်ရသူမှာရှင်ဖို့မယ်ဖြစ်ပါတယ်41မြန်မာနိုင်ငံရဲ့ပထမဆုံးသတင်းစာမှာမြမအဆွေသတင်းစာဖြစ်ပါတယ်။၄၂နှစ တာငူမင်းနောက်ဆုံးမင်းမှာလက်ရှင်တော်ဖြစ်ပါတယ်53ညစီရီကြောက်တာရေးထိုးတဲ့ခုနှစ်မှာခရစ်နှစ်1090ခုဖြစ်ပါတယ်54ပြည်သူအရေးတော်ပေါ်ပါတီခေါင်းဆောင်များမှာတခင်မြတခင်အောင်ဆန်းတို့ဖြစ်ပါတယ်55ပထမဆုံးတွားတဲ့တံကို1498ခုနှစ်မှာတည်ထွင်ခဲ့တာပါ56ပထမဆုံးအင်္ဂလိပ် dictionary ကို1955ခုနှစ်နဲ့ရေးသားခဲ့ပါတယ်59 ဗိုလ်ချုပ်အောင်ဆန်းအားအင်္ဂလိပ်တွေပေးတဲ့သင်္ဘောအမည်မှာစိတ်ရရမေယူဖြစ်ပါတယ်48ဂျပန်ကမြန်မာနိုင်ငံအားလွှဲရပေးတဲ့နေ့မှာတရက်၈လ1943ခုနှစ်ဖြစ်ပါတယ်49ရဲဘော်သုံးချက်တွင်စစ်ပညာမသင်ပဲအုပ်ချုပ်ရေးပညာသာသင်ယူမှာတခင်ထုံးအဖြစ်ပါတယ်50နာယိုးတိုက်ဝဲမှာဘယင်းအောင်နဲ့တိုက်ခဲ့တဲ့မော်ဘယင်းအမည်မှာသူရှင်တကာရူပီဖြစ်ပါတယ်